င်းသားကြီးပြည်သူကတော့အကြီးကျယ်ကိုပောက်ကွဲနေတယ်အထာကတော့သူ့ရဲ့တမီးလေးကြောင့်ပါဒါပြည်သူဇရာကတော့အင်ဇရာကျော်စင်နဲ့ပြည်သူရဲ့တမီးကျော်လေးပဲဖြစ်ပါတယ်သူတို့မိဘတွေကပြည်သူဇရာလေးကိုလူများရှေ့မှာထုတ်ပြလိုက်တဲ့အခါမှာတော့တနိုင်ကန်လုံးကပြည်သူဇရာလေးမှာပြည်သူဇရာလေးဖြစ်ကုန်တယ်ဆိုတော့ပြည်သူဒရာလေးကတက်တော့ဖစ်ဖော်လို့မဟုတ်ဘူးရင်ဆာမင်နာပေါ်မှာအင်တာမန်နိုင်ကြီးနေတာဖြစ်တဲ့အတွက် တရုတ်ကတိတွေကသဘောကျတယ်ဗျာဆိုတော့ TikTok ဗီဒီယိုတခုမှဆိုရင်ပြည်သူဒရာလေးကိုတို့အနေနဲ့သဘောကျတယ်တရုတ်မရဖြစ်ဝဲချင်တယ်ပေါ့နော်သိန်းပေါင်း9000ပြီးမဲ့ပါညာပြောဆိုထားတာဟုတ်လေအရှက်မဲ့ဆိုတော့ကျွန်တော်အနေနဲ့တွေ့ရတယ်ဆိုတော့ဒီဗီဒီယိုဖိုင်ကိုလည်းပြည်သူက TikTok ဟန်နဲ့တွေ့ပါတယ်နော်အာပြည်သူဥကလေးတော်တော်လေးကိုပောက်ကွဲနေတာဖြစ်တဲ့အထူးသဖြင့်တော့သူ့ရဲ့သမီးလေးကိုထုတ်ပြတာနော်ကြိုက်နှစ်သက်တယ်ပြခြင်းအပြားလာသဘောကြကြရင်ဟိုအပီတဲ့မင်းသားမင်းသမီးတွေရဲ့ ါသမီးကျော်လေးဖြစ်တဲ့ကကျတော့အဖေမီလိုပဲအားပြီးတယ်ဒါသဘောယိုးနဲ့ဟုတ်တယ်ဘာမှမဖြစ်ဘူးဒါပေမဲ့သမီးလေးကိုလုံလုံကျူးကျူးဟိုလိုမျိုးဆက်ပိုင်းဆိုင်ရအရာနော်ဒါပြောဆိုနေတာပြီးကျတော့ပြည်သူကိုယ်တိုင်ကလုံးဝသဘောမချဘူးဒါပြည်သူကိုယ်တိုင်ကလည်းသူ့ရဲ့ပြောဆိုပုံတွေကိုကြည့်ရင်တော့လူများရှိသူ့ရဲ့သမီးလေးကိုထုတ်ပြတာတော့တော့ရနေလားတော့မသိဘူးနော်ဘယ်လိုချော်ရဲသမီးလေးကိုပိုင်းဆိုင်ထားတဲ့အဖေလဲဒါစိတ်ထဲမှာတော့တော်တော်လေးခံစားမှာတော့အသေးချပဲနော်ဆိုတော့ပြည်သူ့ရဲ့သမီးလေးရာဂျိုဆင်ရဲ့သမီးလေးဖြစ်တဲ့ပြည်သူဒရာကတော့ ီးရင်မင်းနေဖေကတော့အလုံးမြာလုပ်ငန်းမှာเนาะသူတို့ကအလုံးမြာလောကတော်တော်လေးတည်ထားကြတဲ့ခါကျတော့အမှုပညာလုပ်ငန်းတွေကိုတော့မလုပ်စေချင်ဘူးဒါပေမဲ့သူကတကယ်တော့ဝါနာပါလို့ရှိရင်တော့လုပ်ပေါ့เนาะအမျိုးဖြစ်စေချင်တယ်တဲ့ဆိုတော့အခုပြည်သူကတော့သူသမီးကိုအခုလိုမျိုးမဟုတ်မှန်တွေဒါဆက်ပိုင်းဆိုင်ရာနဲ့ပြောဆိုနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးအတော်လေးကိုတော့တာထွက်နေပါတယ်